အားလုံးပဲမင်္ဂလာပါခင်ဗျာဗရာလောကဇာတ်လမ်းများအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမြူကိုအလင်ကရေးသားထားတဲ့ဘုံကြီးတရေဆိုတဲ့ဗရာလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစတင်ခင်မှာညသိညတိုင်းဗရာလောကဇာတ်လမ်းကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိရှိနိုင်ဖို့ဘေးနားက notification bell ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့မြင့်တာရက်ခံကြပါတယ် အဲ့ဒါဆိုရင်တော့ကျွန်တော်နဲ့တူတူဇလန်းလေးကိုဆက်လက်နော်ဆက်လိုက်ကြအောင်ခင်ဗျာမိခွက်ကြီးကြီးွာအမ်းမြုတ်နယ်မှာကြေးရွာလေးတရွာဖြစ်ပါတယ်။အင်ဂျီ60ခန့်သာရှိပြီးတော့ဒေသခံရခိုင်လူမျိုးများနဲ့ချင်းလူမျိုးများစုပေါင်းနေထိုင်ကြတဲ့ရွာလေးတရွာဖြစ်ပါတယ်။အရွာတောင်ကုန်းပေါ်မှာတော့ဇေဒီတော်တဆူရှိပြီးတော့တရွာလုံး9ခွေရာဘုံကြီးကျောင်းတစ်ကျောင်းလေးတည်ရှိပါတယ်။ မိုးရွာသီမှာတော့လေယာဉ်လုပ်ငန်းလုပ်ကင်ရပြီးတော့စောင်းရသည်စပါတိမ်ပြီးချိန်မှာတော့အရွာသားများမှာတခြားလုံးစရာအလုပ်ပါသွားပြီးတော့အားလက်နေကြပါတယ်။လူငယ်လေးများကလည်းတခြားနေများတို့အလဲပက်သွားသူတခြားရွာများတို့အပြူလက်ရန်သွားသူများအပွဲတန်းသဘင်သွားသူများဖြင့်မိုးမကြမီကာလလူငယ်တဘာဝပျော်ပါနေကြပါတယ်။အမိုးအောင်မိုးအောင်ဘာလဲကွာဆိုရင်ညကြရင်ငါလက်ပံငုံကငါကောင်မလေးစီတွားမလို့လိုက်ခက်ပေးပါလားကွာဟာအဝေးကြီးပဲကွာမင်းဟာကလည်းနည်းနည်းနော်နော်ခကြီးလား လိုက်ခဲ့ပါကွာငါမှအားကိုးစရာတငယ်ချင်းဆိုလို့မိမ့်မယ်ရှိတာပါအဲ့လောက်ရှောက်ရမယ်ခကြီးဒီတိုင်းတော့မရဘူးခေကောင်ကြီးအေးပါကွာငါစီစဉ်ပေးပါမယ်မင်းသားညနေရေမိုးချိုအသင့်ပြတာငါလာခေါ်မယ်ဇော်လင်းဆိုတော့ကလာသားလူငယ်ကတငယ်ချင်းဖြစ်သူမိုးအောင်ဟာအသူချစ်သူနဲ့ချင်းမီအရေးအတွက်အကူတောင်းနေခြင်းဖြစ်ပါတယ်အလဘံကုန်းဆိုတာကလည်းသူတို့ရွာမှာဆိုခြေလင်းသွားမယ်ဆိုရင်၃နာရီလောက်ရှောက်ရမိတော့ကြောင့်အမိုးအောင်ကိုချော့ခေါ်နေရခြင်းဖြစ်ပါတယ်။ အညနေဆောင်9နာရီခန့်မှာတော့နှုတ်ဦးသားဝကောင်းဆရာမြဝွေရွာတော်လမ်းမှတစဉ်လက်ပံကုန်းရွာသို့ထွက်ခွာလာခဲ့ကြပါတယ်။အတောင်များသောအရမိုတရွာနဲ့တရွာဆက်သွယ်ရေးလမ်းမှာတောလမ်းများမှအစဉ်ပြေသလိုသွားလာကြရင်လမ်းကြောင်းထွင်နေခြင်းမျိုးဖြစ်ပါတယ်။အနွေရာသီကာလမှအစ်တပင်ကြီးများမှရွက်ဟောင်းကျွေရက်တင်များဝေးလျက်အတော်မီလောင်ထားသောကြောင့်တောအုပ်အောက်ခြေများမှရှင်းလင်းလျက်ရှိနေပါတယ်။အဲ့တော့အဝေးကြီးကကောင်းမလေးနဲ့ဘလို့ကြိုက်သွားတာလေကွာငါကိုတော့မပြောဘူးရှို့ထားတယ်ကွာမင်း ။အဆောင်တော့ကသူတို့ရွာကောက်ရိပ်အငါသွားတော့ကကြိုက်ကြတာကွာ။မပြောပြတာကတော့ငါရွာရောက်တာတလားမပြည့်သေးဘူးလေကွာ။အမင်းနဲ့လည်းတေချာမဆုံသေးလို့ဖြစ်လို့ပါ။အဲ့ဒါကတော့အရေးမကြီးပါဘူး။ငါပြောထားတဲ့ဟာလေးရော။လက်ပံကုန်းရွာထဲမှာညဆယ်နာရီဖွင့်တဲ့ဆိုင်ရှိပါတယ်ကွာ။အပြန်ကြမှာတောက်ကြတာပေါ့။လက်မကိုပဇနာကွေးပြတော်မူအောင်ကြောင့်ဇော်လင်းကရှီမောက ရှင်းပြရင်ဖြင့်အလသာသာနဲ့နှစ်ယောက်သားစနောက်ရေလျှောက်လာကြရာအရှင်နာကြီးကြောကြောကမှတော့လက်ပံကုန်းရွာထိပ်တို့ရောက်လာပါတော့တယ် ်မိုးအောင်ဟိုမှာရက်ဆိုင်အမင်းတောင်မီစောင့်နေကွာငါသိမ့်မကြဘူးပြန်လာမယ်အမိုးအောင်လက်တွင်ပတ်စံများထိုးပြီး၍စီမီအောင်ထိန်ထိန်လူစုစုရှိနေသောအရက်ဆိုင်ဖွင့်ထားရာတဲကြီးတလုံးကိုညွှန်ပြလျက်အဇော်လင်းတယောက်ရွာရင်းဝင်သွားရာမိုးအောင်လည်းမြေဆိုင်အရက်ဆိုင်ကြီးအတွင်သို့ဝင်၍အရက်တစ်ပိုင်းမှာ၍ဇော်လင်းကိုစောင့်ဆိုင်နေပါတော့တယ်အမိုးအောင်အရတမိုင်းကုံကြီးရောက်တော့လေဇော်လင်းတယောက်ပြန်မလာသေးတော့ကြောင့်မိုးအောင်တယောက်အဆိုင်တွင်ဒီအတိုင်းထိုင်နေရမကောင်းတာကြောင့်နောက်တစ်ပိုင်းမှပြီးတော့အချိန်ဆွဲတောင်းနေရပြန်ပါတယ် ။အဆိုင်မှာတစားဖြင့်တစားဖြင့်လူများပါလာပြီးတော့တောက်သုံးသူဟူ၍မိုးအောင်တယောက်သာရှိနေပါတော့တယ်။အကောင်းလေးမပြန်သေးဘူးလားကွာ။ဆိုင်ပိတ်တော့မယ်။ဟုတ်ကဲ့ဦးလေးကျွန်တော်ပါစင်နှလုံးပေးပါ။အဲကျွန်တော်ဟိုနာလေးမှာနေလို့ရမလားဗျာ။တငယ်ချင်းတယောက်ကိုစောင့်နေလို့ပါ။အော်အေးအေးလူယူသွားလှည့်တာလားကွာ။ကြတ်ပါရရရထိုင်းကောင်တလုံးယူသွားกว่าပြန်มาဆိုင်ရှိချခဲ့ဗောကျေးဇူးပါဦးလေးရဲ့ အရဖိုးချတဲ့ငွေများပေးချေပြီးတော့ဆန်ရှင်ဦးလေးကြီးကနားလည်မှုရှိသောပေးလိုက်သောခုံကို၍မိုးအောင်တယောက်ဆန်ရှိခလန်းလန်းလာရောက်အောင်မှထိုင်ရင်းနဲ့ဇော်လင်းကိုတော့စိတ်အတွင်းမှာအကျဉ်းစဲလျက်ရှိနေပါတယ်။အနောက်ထပ်နိုင်ဝဲခန့်ဆောင်းတန်းပြီးတော့အခါမှာဇော်လင်းတယောက်ပြန်ရောက်လာရင်ဆက်ဖြည်းဖြည်းနဲ့ဟဲဟဲစောင့်နေတာကြာသွားလားတကယ်ချင်းမအေးငါမဆဲလိုက်ချင်ဘူးအရဆိုင်ပိတ်လို့ဒီမှာထိုင်ဆောင်နေတာနိုင်ဝဲလောက်ရှိပြီကွာ။ဘာတွေလုံးနေလို့ဒီလောက်ကြာတာလဲကွာ။ ဘာမှမလုပ်ပါဘူးကွာသူတို့အိမ်ပေါ်မှာပဲဒီအတိုင်းရိုးရိုးသားသားထိုင်စကားပြောနေရင်စကားမပြတ်နိုင်ဖြစ်နေတာပါကွာတောက်မှန်ပါတယ်ရပါတယ်ကွာထားလိုက်ပါတော့ရော့ကစ်လိုက်အောင်မင်းရောတောက်လीဘာမှမနေနဲ့ဟိကောင်မင်းကိုဆောင်ရင်တောက်တာတလုံးကုန်နေငါမူးကျင်နေပြီကွာငယ်တဲ့ငယ်ချင်းများပြီပြီမိုးအောင်မှာကြာရှည်စိတ်မဆိုးနိုင်မနဲ့ဇော်လင်းအားသူ့ဝယ်ထားသောအရက်ထဲမှာတလုံးထိုးပေးလိုက်ရာဇော်လင်းလည်းအမီးမပါရင်မပါမောတောင်ရင်ကနှစ်ယောက်သားလာရောက်အလင်းနဲ့ရွာသို့ပြန်ခဲ့ကြပါတော့ အသွာလာနေကြလမ်းဖြစ်တဲ့အပြင်လာရောင်ကလည်းနှိပ်ပနဲ့မချလင်းထိန်နေတာကြောင့်အရက်တောက်လိုက်တချင်းနီးမြောင်းအော်ဆူလိုက်နေနှစ်ယောက်သားရွာသို့ပြန်ခဲ့ကြပါတော့တယ်အလဘန်ကုန်းရွာမှာထွက်ပြီးတနအီကန်းအကြာလမ်းတနေရာမှာတော့ခဏနားကြရင်ကအဝဲလာသောအရက်များအကုန်တောက်လိုက်ကြရာနှစ်ယောက်လုံးမူးယစ်ကုန်ကြတော့တယ်အမိုးအောင်ကတော့ဆိုင်တွင်တောက်လာသေးသည်မို့လမ်းလျှောက်ရင်တိုင်းကွက်နင်းနေလေတော့တယ်အာလီရှာရဲ့သဖြင့်အစောလေငါလမ်းမလျှောက်ချင်တော့ဘူးကွာနီးစရာတနေရာရာအိတ်ကြရအောင်ဟာ အေးပြန်မဲ့ခကြီးကလည်းဝေးသေးတာပဲတနေရာဝင်အိပ်ပြီးတော့မနဲ့ကြမှာပြန်ရတာပေါ့အဲမိုးအောင်ရဲ့အဆိုကိုဇော်လင်းကထောက်ခံရင်းကဘေးဘီဝဲရလှမ်းကြည့်ရင်းနဲ့တိုင်းခွက်နဲ့လမ်းလျှောက်လာခဲ့ကြပါတယ်အဲနှစ်ယောက်သားမူရင်နေတာကြောင့်သူတို့ရွာသွားတဲ့လမ်းမဟုတ်ပဲတခြားသောလမ်းခွက်တစ်ခုကိုရှောင်းနေမိမှန်းအနှစ်ယောက်သားကတော့မသိကြပါဘူးဟေးကောင်မိုးအောင်ဟိုမှာအဇောက်ဦးတစ်ခုတွေ့လို့ပါလားကွာ လူနေလားမသိဘူးပါလာကွာ လူနေလဲတညလောက်ခွင်တောင်းပြီးတော့အိတ်ကြမယ်လမ်းမေးခလန်လမ်းမှာအုတ်တိုက်တစ်ခုကိုဇော်လင်းကအရင်လှမ်းတွေ့တာကြောင့်မိုးအောင်ကိုပြလိုက်ရင်းနဲ့အနှစ်ယောက်သားအုတ်တိုက်စီတို့ရှောက်သွားလိုက်ကြပါလေအနည်းရောက်တော့မှနွယ်ပင်တချို့အုတ်နယံပေါ်တွေ့တက်နေတဲ့အုတ်တိုက်ပြက်တစ်ခုမှတွေ့လိုက်ကြရတော့တယ်လူမရှိဘူးတင်နေကွာအဲအထဲဝင်မှာကွာဒီလောက်ပြက်နေတာဘယ်သူကလူရှိမှလဲကွာ နှစ်ယောက်သားတကားမရှိသောဝင်ပေါက်ရှိမှရဲ၍အပြန်အလှန်ပြောဆိုနေကြမှာပင်အချောင်းဟန်တဲ့ခက်အုပ်ပြုပြီးတော့အုတ်တိုက်အတွင်းမှာလူရေးတစ်ခုလှမ်းထွက်လာတာတွေ့လိုက်ရတာကြောင့်နှစ်ယောက်သားကြောင်သွားကြပါတယ်။ဖုံဖုံဖုံကြီးတပါးပါပဲဆိုလေဒါဖုံကြီးကြောင်ထင်နေကွဖုံကြီးတွေ့မှာတော့ဖုံကြီးကြောင်ပေါ့ကွာအတစုံတစလာရအောင်နေရာမှာအုတ်တိုက်ပြက်ဝင်မှာတော့ဘုံကြီးတပါးထွက်လာရရင်ねသူတို့ဘက်မျက်နှာမူ၍ငြိမ်သက်စွာရှိနေတယ် အမျက်နာကိုတဲခွက်သာမမြင်ရတာကြောင့်ရုပ်ရည်အသက်အရွယ်တွေကိုတော့ခံမှန်းလို့မရကြဘူးအရင်ထိုးနေရမှာဇော်လင်းကလက်အုပ်ကြည့်လိုက်ရင်အရှင်ဖေရတပည့်တော်တို့ဒီမှာတညလောက်ညဤတဲခုခွင်ပြုပါဖေရအရက်နေတော်ဘုန်းကြီးမှာအင်းအင်းဝင်ခဲ့လေတကားတို့အရက်နေတော်ဘုန်းကြီးမှာလေချောင်းကွဲတန်ကြီးဖြင့်ဘုန်းကြီးမှာပြန်ဖြစ်ရင်ပြောလာတဲ့ကြောင့်အမှုနေတော်နှစ်ယောက်မှာဘာကြောင့်မှမစုံနိုင်ကြက်သေးမူကြီးများအလိုလိုထကုန်တော့တယ် အနှစ်ယောက်သားဘုံကြီးနောင်းမှအတွင်သို့လိုက်ဝင်ကြရာအုတ်တိုက်ပြက်အတွင်မိမထွန်းသားတော့လေအပေါ်မှာအမိုးအကောင်များပေါက်ပြဲနေသောကြောင့်အတွင်တွင်အလင်းရောင်ရိုးတိုးရိပ်တွေရနေတယ်။အဒီလိုယုံရင်နေသောကြောင်းတိုင်းမှာဒီဘုံကြီးဘလို့သတင်းသုံးနေထိုင်နေရလဲလို့နှစ်ယောက်သားအမူးနေတဲ့ကြားကနေအန်အောစိတ်တို့ဝင်နေမိကြတယ်။အဘုံကြီးကလားရောင်မရောက်တဲ့အခန်းတော်တနေရာမှာရက်လိုက်ရင်ကမင်းတို့ဒီမှာပဲဖြစ်တယ်လို့အိတ်ကြတော့အเจ้าကဟောင်းနေတော့ဘုံကြီးလည်းဖြစ်တယ်လို့နေနေရတာပဲကွာ။ အစ်မဖေဟာတဲခုခွင်ရတာပဲဝမ်းသာလာပါပြီဖေဟာအဘုံကြီးမသူတို့နှစ်ယောက်အိမ်ဟန်အခန်းတော်တနေရာမှာဂရင်နှလုံးကိုညွှန်ပြရာအဇော်လင်းကလက်အုပ်ကြီးရေးဝမ်းသာကြောင်းပြောလိုက်ပါတယ်အဘုံကြီးမတော့ဇော်လင်းနဲ့မိုးအောင်ကိုမျက်လုံးစင်းကြီးများဖြင့်တခဏမျှစိုက်ကြည့်နေရာဒတိထားမိတော့ဇော်လင်းမအလိုလိုကြောက်စင်များဝင်၍ယခုနေရာတွင်နေလိုစိတ်ပင်မရှိတော့ပေအဘုံကြီးမတော့ခဏအကြာမှပင်အတွင်းဘက်သို့ဝင်သွားလိုက်တော့တယ်မိုးအောင်ဟေ့အောင်မိုးအောင်မင်းရသေးလားအင်းဘာဖြစ်လို့လဲကွာအိတ်မလီ အေးအေးလာလာအဇော်လင်းတယောက်သူ့စိတ်အတွင်မတိုးမတန့်အခမ်းအနားမှုကိုအမိုးအောင်ကိုအဖော်ပြတိုင်မြန်ကြိုးစားတော့လေမိုးအောင်မှာအရက်ရှိန်တဖြည်းဖြည်းတက်ကခေါင်းမင်းဆိုင်လူမတက်ရှိနေသားကြောင့်လက်လျှော်လိုက်တော့တယ်။ဟောင်းနွမ်းနေတဲ့ဂရင်နှလုံးကအခမ်းအနားတွင်ရှိနေပြီးတော့တစ်သားပြားများခင်းထားလျက်ဘဘွားမှာအပိုင်းတစ်ခုကိုအလဲမှထချမ်းခွဲပြီးတော့ခေါင်းအောင်ရန်ပြုတ်ထားတယ် ။အဇော်လင်းမှာတော့မိုးအောင်ကိုဂရင်နေရဘက်အချမ်းတို့တွဲကူပို့လိုက်ရမှာ။ဂရင်မော်ရောက်တဲ့နေမိုးအောင်တယောက်ခဏအတွင်းမှာပင်တခေါခေါတခုဟောက်လျက်အမူးချိန်ဖြင့်အိပ်ပျော်သွားလိတော့လေ။အဇော်လင်းမှာတော့မိုးအောင်ဘေးမှာလဲချရင်းနဲ့အိပ်မပျော်နိုင်ပါ။အဇော်ချွေးပြန်ပြီးအမူးပြေခြင်းသလိုဖြစ်နေသောကြောင့်ပုံမှန်မဟုတ်သောအခြေအနေများကိုတရည်ရည်နဲ့ပြန်လည်တွေးနေမိတော့လေ။အသူတို့ရောင်းတဲ့လက်ပံကုန်းရွာသွားတော့လမ်းကြောင်းမှာတော့ယခုလိုအုတ်တိုက်ပြဘုံကြီးကြောင်းမရှိဟုဇော်လင်းတွေးနေမိတယ် ယခုရောက်နေသောအုတ်တိုက်ကဘုံတော်ကြီးတပားတည်းသာ တွေ့ရပြီးတော့တော်ရဆောက်တည်နေသောဘုံကြီးများလားဟုတွေးမိတော့လဲစိတ်ထဲစနှုံးစနောင်းဖြစ်နေတော့ကြောင့်မအိပ်ဖဲနဲ့အခြေအနေစောင့်ကြည့်ရန်တွေးနေမိတော့တယ်။အဇောလင်းရောအိတ်ချင်းစိတ်ကိုကြိုးစား၍ရှိနေချိန်မှာပဲနောက်ဖေးအဆောင်ဘက်စီကအခြေတံများကြားလိုက်ရတာကြောင့်ဇောလင်းရောဂရင်မအသာထထိုင်ပြီးတော့အခြေတံကိုနားဆင်နေမိတော့တယ်။ အခြေတံကပြောင်းမသွားဘဲနဲ့ဇက်တိုက်ထွက်ပေါ်နေတာကြောင့်ဂရင်ပေါ်မှာအသားရဆင်းလိုက်၍လှုပ်ရှားတယ်မကြားသေးရန်အခြေကိုဖြွားနေပြီးတော့ဖုန်ကြီးဖွင့်သားရအခန်းဘက်စီသို့အသားအရာဝင်လိုက်သွားတော်တယ်အတွင်းမဲ့အခန်းမှာလည်းအမိုးများပေါက်ပြဲပြီးတော့လာရောင်တစိုးတစအောင်ဖြာကျနေတာကြောင့်လာရောင်အလင်းနဲ့မျက်လုံးဝေပြီးတော့ဖုန်ကြီးကိုလိုက်ရှာကြည့်ရမတွေ့ရတော့ကြောင့်အနောက်ဘက်ဆောင်မှတစ်စင်းအပြင်ဘက်သို့ထွက်လာခဲ့ပါလိမ့်တော်တယ် အပြင်ဘက်မှာတော့လာရောင်ကြောင့်အလင်းရောင်ကိုရှင်းနေသောဇော်လင်းမြင်တွေ့နေရပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းနောက်ဘက်တောင်ကုန်းအောက်ကိုဆင်းနေတဲ့အဘုံကြီးနောင်ကျောကိုတွေ့လိုက်ရတာကြောင့်ဇော်လင်းလည်းပုံရှုပ်ွက်ရှုံနဲ့လိုက်ပါသွားခဲ့ပါတော့တယ်။အရှိမသွားနေတဲ့ဘုံကြီးရဲ့နောက်ခလန်းလန်းမြင်သားရောအကွာဝေးကနေဇော်လင်းတို့ရောမျက်ခြေပြတ်မခံပဲလိုက်လာခဲ့တာအเจ้าနဲ့အတော်ဝေးဝေးပြင်ရောက်လာခဲ့ပါတယ်။ အတဏီယာရောက်တော့ရှေ့ကသွားနေတဲ့ဘုံကြီးကရက်လိုက်တာကိုတွေ့ရပြီးတော့အဘေးဘီဝဲရခေါင်းကုန်ကြည့်နေတာကြောင့်တစ်ပင်ကြီးတပင်တော့ဇော်လင်းကမန်းကရန်ကွယ်လိုက်ရပါတယ်။အဘုံကြီးဟာနေရာမှာထိုင်ချပြီးတော့ရုတ်တရက်မြေပင်ကိုလက်ပလာနဲ့တူးဆွနေတာကိုအဇော်လင်းတယောက်တွေ့လိုက်ရတယ်။မြင်ကွင်းကဝေးနေတာကြောင့်ဇော်လင်းလည်းစိတ်ဝင်စားသွားမိတယ်။ ဘုံကြီးပါကိုတူးဆွနေတာလဲတိတော်စိတ်ပေါ်လာတာကြောင့်တစ်ပင်များအကောင်ကိုပြုတ်ပြီးတော့နီးနေသမျှနီးအောင်ချီကဲခရင်ကမြင့်ဝင်းကိုရှင်းလင်းသာမြင်နိုင်တဲ့အကောအဝေးရောက်ချိန်မှသာအစ်တစ်ပင်ကြီးတပင်ကိုအကောင်ကိုပြုတ်ပြီးတော့မြေကြီးကိုတူးနေတဲ့ဘုံကြီးကိုချိလိုက်မိတယ်။အမြေကြီးဟာတူးဆွပြီးသားမြေဖြစ်ပုံရတယ်။အဘုံကြီးကဒူးတော့ထိုင်ပြီးတော့မြေသားကိုဘေးနှက်ဖက်ကိုရက်ထုံနေတာအတော်နဲ့နေတာကိုတွေ့လိုက်ရတယ်။အဇော်လေးဟာဘုံကြီးဘေးပတ်လေကပဝန်းကြီးကိုတစ်ချက်ဝှေ့ကြည့်လိုက်မိချိန်မှာတော့မျက်လုံးပြူးသွားပါတော့တယ် သူမြင်လိုက်ရတာကမြေသာပုံမှုမှုတွေနဲ့အတူမှတ်တိုင်ထူးထူးထထောင်တွေးလိုက်ရတာကြောင့်ဒီနေရာဟာတင်ညာကုန်တစ်ခုဖြစ်နေမှန်းသိလိုက်ရတာကြောင့်ဖြစ်ပါတော့တယ်ဒီနေရာနဲ့အနည်းဆုံးနေရာကလက်ပံကုံရွာဖြစ်တာကြောင့်လက်ပံကုံရွာတင်ညာဖြစ်မယ်လို့လေအတစက်ထဲမှာပဲပြန်တွေးလိုက်မိပါတယ်။ဒီလိုတင်ညာမြည်တဲ့ညတကောင်ဘုံကြီးတစ်ပါးကဘာရီတူးနေတာလဲဆိုတာဇော်လင်းပို့ပြီးတော့အစိတ်ဝင်စားသွားမိပါတော့တယ်။ အဘုံကြီးမမြေကြီးကိုအတော်နဲ့နဲ့မြတူးဖော်ပြီးတော့အခါမှာတော့အဝဲပတ်ထားတော့အထုတ်ထုတ်အသူလက်အတွင်ပါလာကြောင်းဇော်လင်းတွေ့လိုက်ရတယ်။ဘုံကြီးရဲ့ပုံစံကအဝဲပတ်ထားတော့အထုတ်ကိုတွေ့လိုက်ရတော့အခါအငမ်းမရဟန်ဖြင့်အဝဲကိုလက်နှစ်ဖက်ဖြင့်ဆွဲဖြက်လိုက်တဲ့အခါမှာတော့လာသားအရွယ်ကလေးတစ်ယောက်ပေါ်ထွက်လာပါတော့တယ်။အကလေးအလောင်းကလက်လက်ဆက်ဆက်နဲ့နှိလေကပင်မြုပ်ထားခြင်းဖြစ်နိုင်ကြောင်းဇော်လင်းတွေးလိုက်တယ်လို့အကလေးအလောင်းကိုဘုံကြီးကဘာလို့မှလဲလို့လဲဇော်လင်းစိတ်ဝင်စားကြည့်နေစင်ပါပဲဟာ လန့်ပြီးတော့ဗဇက်ကအတန်ထွက်မအောင်မီဖို့အဇော်လင်းအတော်ထိမ့်လိုက်ရတယ်။အဇော်လင်းမြင်လိုက်ရတဲ့မြင်ကွင်းကအတော်ကိုကြောက်လန့်သွေးပြက်စရာကောင်းလွန်တာကြောင့်ဖြစ်ပါတယ်။အဘုံကြီးကလာသားကလေးအလောင်းကိုခြေနှစ်ချောင်းကိုကင်ပြီးတော့ဆွဲဖြစ်လိုက်ပြီးတော့ပြုတ်ထွက်သွားတဲ့ခြေချောင်းတစ်ချောင်းကိုလက်ကကင်ပြီးအငမ်းမရစားတောင့်နေပါတော့တယ်။အခြေတစ်ချောင်းကိုသွားတဲ့အခါမှာတော့ကိုခန္ဓာနဲ့တွဲနေတဲ့နောက်ထပ်ခြေတစ်ချောင်းကိုဆွဲဖက်ပြီးတော့ဘလုတ်ပလောင်းအငမ်းမရစားနေပြန်တယ်။ အဒုရိယခြေတချောင်းကုံသွားတဲ့အခါမှာတော့ခေါင်းနဲ့တွဲနေတဲ့ကိုလုံးကိုကန်ပြီးတော့အစာတင်စားတောင်းနေတဲ့မြင်ကွင်းကြောင်ဇော်လင်းတယောက်ကြောက်လန့်မှုကြောင့်ဒူးတဆက်ဆက်တုံးလေးရှိနေပါတော့တယ်။အဲသူတွေ့နေရသောဘုံကြီးမှာရိုးရိုးလူသားတယောက်မဟုတ်ဘဲနဲ့တဆေတရေဘုံကြီးတစ်ပါးဖြစ်မှန်းသိလိုက်ရပါတော့တယ်။အဇော်လင်းမှာနောက်တို့တရွေ့ရွေ့ဆိုလျက်အုတ်တိုက်ပြည့်ရှိရသောအလယ်မြန်ပြေးပါတော့တယ်။ အသူမြင်တွေ့ခဲ့ရတဲ့ဘုံကြီးတရက်ကခလေးအသာစားနေသောမြင်ကွင်းကဖြောပြဲမရသောကန့်ကြီးပါလာတာကြောင့်အနောက်ကျောင်းမလုံသားနဲ့ပဲနောက်သို့မကြခဏလှည့်ကြည့်ရင်ကအုတ်တိုက်ပြက်အတွင်းသို့ရောက်လာပါတော့တယ်အဇော်လင်းတယောက်မိုးအောင်အိတ်နေသောဂရင်အနီးသောရောက်သောအခါမှာတော့မိုးအောင်တယောက်တခေါက်ခေါက်တကူကူဟောက်လျက်အိတ်ပြော်နေတုန်းရှိနေပါသေးတယ်။အဇော်လင်းမှာတော့ကြောင်ရွံ့သောဖြင့်မိုးအောင်ကိုအတင်းလှုပ်နှိုးလိုက်ပါတော့တယ်။မိုးအောင်မိုးအောင်ထထားရမိုးအောင်ထထား။အဲမိုးအောင်တယောက်မနှိုးတာကြောင့်ဇော်လင်းအခက်ကြုံနေရတော့တယ်။ အမကြခင်ဖုန်ကြီးတည်းရဲ့ရောက်လာပါကသူတို့နှစ်ယောက်အတွက်အန္တရာယ်ရှိနေကြောင်းတွင်နေကြောက်စိတ်ကြောင့်ဇောကြီးများပြန်နေပါတော့တယ်။အဲဒါကြောင့်မဲမိုးအောင်ကိုခက်ကြဲ့ညံ့နောက်တကလှုပ်နှိုးပြန်တယ်။မိုးဟာမိုးဟာမိုးဟာအင်းအင်းအတန်တိတ်မထွက်နဲ့မိုးဟာခုငါတို့တွေးနေရတာကဖုန်ကြီးတည်းရဲ့ပဲ။ဟင်ဖုန်ကြီးတည်းရဲ့ဟိအတန်တိတ်မကျင်းနဲ့ငါနောက်မှာအကြောင်းတော့ရှင်းပြမယ်။အခုငါတို့ဒီကနေအမြန်ပြေးဖို့လုံနေပြီကွာ။ ။အဇော်လင်ဒုတိယအကြိမ်ကင်ဆောင်နှိုးလိုက်ချိန်မှာတော့မိုးအောင်တယောက်နိုးလာပြီးမြအမှုရှိန်ကတော့မပြေသေးတာမူအသေးစိတ်မဝင်သေးတာကြောင့်ဘာနာဖက်ကိုခက်ဆက်ဆက်ရိုက်ပြီးတော့ပြောနေရာမိုးအောင်မှာတရေဆိုတော့အတန်းကြောင့်ငုတ်ခနဲထထိုင်လိုက်တယ်။ညကလေးတွေမအိတ်ကြသေးဘူးလား။အဲ့ဒီအချိန်မှာပဲနောက်ဝေးဆောင်ကထွက်လာတဲ့ဖုန်ကြီးအတန်းအကွက်ကကြီးကြားလိုက်ရတာကြောင့်ခလီအသာစားနေတာကို ကိုယ်တိုင်မြင်ခဲ့ရတဲ့ဇော်လင်းတရားခန္ဓာကိုယ်ဆက်ခနဲတုံတက်သွားပါတယ်။ဒကာလေးတွေမအိတ်ကြသေးဘူးလား။ အဘုံကြီးတရေကနောက်တစ်ချိန်မီးလာပြန်တယ်။အဇော်လေးမမိုးအောင်ကလက်ကုပ်ရည်ဝင်ပေါက်စီသို့ခြေဖွက်နှွေးရှောက်လာခဲ့ရာအမိုးအောင်လည်းဘူးမသိဘာမသိဇော်လင်းနောက်မှာကပ်ပလိုက်ပါလာတယ်။အမိုးအောင်မှာတော့ပြိုကျနေသောအုတ်ကြိုးတစ်ခုကိုနင်းမိရမှာအတန်ထွက်သွားပါတော့တယ်။ဒါကလေးဘာသန်တွေလဲ။မိုးအောင်ပြေးတော့ပြေးပြေး အတွင်းမှာဖုန်ကြီးတရေလှမ်းမိလိုက်တဲ့အတန်ကြောင့်ဇော်လင်းမမိုးအောင်ကိုလေးတန်တွတ်တွတ်ဖြင့်ပြေးရန်တရီပေးပြီးတော့အသူကိုယ်တိုင်လည်းတကားဝါးမှတစဉ်အပြင်သို့ပြေးထွက်ခဲ့ပါတော့မင်းတို့ကိုယ်တိုင်ငါနေရာလာတဲပြီးတော့ငါခွင့်ပြုချက်မရဘဲထွက်သွားဖို့လုံနေကြတာလားငါအကြောင်းသိမင်းအနှစ်ယောက်သာပြေးထွက်လာချိန်မှာတော့သူတို့နောက်ဘက်အုတ်တိုက်ပြက်အတွင်မှာဘုံကြီးတရေရဲ့အန်ကျိတ်ကျင်းဝါတန်ကိုကြားလိုက်ရပါတော့တယ်လက်ပံငုံရဘက်ကိုပြေးမယ်ဟေ့မိုးအောင်လက်ပံငုံရဘက်ကိုပြေးမယ် အဇော်လင်းနဲ့မိုးအောင်နှစ်ယောက်လက်ပံကုန်းရွာဘက်သို့ဥတီပြေးသွားရင်လည်းနောက်တို့တစ်ချက်ပြန်လှည့်ကြည့်မိရဟာဘာဘာဘာကောင်းကြီးလဲဇော်လင်းပြေးမိုးအောင်အဲ့အဲ့ဘုံကြီးတည်းရဲ့ပဲအဘုံကြီးတည်းရဲ့မှာလေပေါ်မှာပြန်ဝင်နေသူတို့နောက်ကိုလိုက်ပါလာရာနှစ်ယောက်သားဥရဖရဖြင့်ပြေးနေကြပါတော့တယ်မင်းတို့အသားကိုစားမယ်မင်းတို့ရဲ့သွေးကိုတောက်မယ်အသေးသားတွေစားနေရတာကြာပြီဒီနေ့တော့အရှင်သားလေးစားရပြီပေါ့ဟာဟာဟာ အနှစ်ယောက်သားနောက်စီမှာဂျိန်ဝါတန်ကအသွေးပြက်ဖွယ်ရာအတိမို့ပစိုးမနိုင်ပဝါမနိုင်ဖြင့်ပြေးနေကြပြီးတော့အနောက်ကိုတစ်ချက်ပြန်လဲအကြည့်မှာတော့ဘုံကြီးတရက်ကအလီပေါ်ဝင်းနဲ့အသူတို့နိုင်ကိုလိုက်လာတာမကြခင်မှီတော့မီမို့နှစ်ယောက်သားထိတ်လန့်ကြဖြစ်ကုန်ကြပါတယ်အထူးအချိန်မှာပဲသူတို့ရှိခလန်းလန်းစီကစကားပြောတယ်များကြားလိုက်ရတာကြောင့်နှစ်ယောက်သားအတက်သွားပြီးတော့တိုင်ပင်စရာမလိုပဲအခြေလမ်းများကထုံနေရာစီပြေးလွှားသွားကြပါလိမ့်တော့တယ်ဟေးဘယ်လိုလဲကွာ တာတဲတဲရဲတဲရဲလိုက်ကဲကဲကြပါအဲတောင်ပေါ်များတလုံးများကိုကျွဲပြင်းဆွဲရည်ဆွဲရည်တွားနေရသူမြောက်မှာခြေတံတဖုတ်ဖုတ်ပြင်းပြေးလာတော့ခြေတံကြောင့်အကျွဲများလန့်ကုန်တဲ့ပြင်ထိန်းနေကြရင်တယောက်မှလှမ်းမိလိုက်ပါတယ်အဇော်လေးနဲ့မိုးအောင်မှာတော့တကလုံးချွေးများဆွေရွှဲလျက်အရင်မကြီးနှင်းချီမြင်းချီပြင်းမောပန်းစွာပြင်းရှိနေရမှာလူတွေ့ရခြင်းကြောင့်အပြေးရက်လိုက်ပြီးနောက်သို့ပြန်လဲကြည့်အောင်ဘုံကြီးတရက်ကိုမတွေ့ရတော့ပါဘူးတရေ၆ခန်းလာရတာထင်နေလာကျုပ်တို့နဲ့ရွာကိုလိုက်ခဲ့ အကျွဲသမားကတစုံတရာကိုသိနေဟန်နဲ့မိုးအောင်နဲ့ဇော်လင်းကိုလက်ပံကုန်းကိုခေါ်သွားပါတယ်။အစ်စ်ဆွဲသမားများပြောပြကြအရာနောင်နေမနဲ့စောစောတစ်လက်တစ်တင်လှမ်းများလာမိမို့သူတို့တစ်ကွက်မှာအစ်စ်မြမနဲ့အကုံဆုံးတဲ့ညာပိုင်းလာရောက်တဲ့အလုံးလုံးနေကြခြင်းဖြစ်ပါတယ်။မိုးအောင်နဲ့ဇော်မင်းမှာကံကောင်းထောက်မှသွားတဲ့တစ်ဆွဲသမားနှစ်ယောက်နဲ့ဆုံတွေ့ကြခြင်းမှာ အလဘံငုံရအနီးတစ်စကန်ရောက်ချိန်မှာတော့အကျွဲမှတပြိုးဖြိုး၍အစွဲလာတော့တင်မြောက်ကိုတစ်စွဲသမားနှစ်ယောက်ကတစ်ပုံတွင်စီထခြင်းပြီးလုံနေကြခြင်းအမိုးအောင်နေဇော်လင်းမှာတော့ရေအိုးစင်တစ်ခုတွေ့တာကြောင့်ရေကိုအငမ်းမရတခွက်ပြီးတခွက်အတောက်နေကြပါတော့တယ်ပြီးတဲ့နောက်မှာတော့ကွေးပြစ်ပေါ်မှာခက်မမော့နဲ့ခြေပြစ်လက်ပြစ်လှဲချလိုက်ပါတော့တယ်အခင်များတို့တော့ဘုံကြီးတရအချောက်ခံရရပြီထင်နေဟာကျွန်တော်တို့ဘာဖြစ်လာလဲသိနေတယ်ဟင်ခင်များတို့ကျွန်တော်တို့ဖြစ်လာတာဘလို့သိတာလဲ အသည်ဆွဲသမားတယောက်သူတို့နှစ်ယောက်အနီးလျှောက်လာရင်ပြောလိုက်တဲ့စကားကြောင့်မိုးအောင်နေဆိုမင်းအံ့ဩသွားကြတယ်။အသည်ဆွဲသမားကပြောလိုက်ရင်လည်းကွက်ပြစ်မှာဝင်ထိုင်လိုက်ပါတယ်။ညနဲ့တကောင်အဲ့ဒီလမ်းကဘယ်သူမှမဖြက်ရဲကြဘူးဗျ။အဖုန်ကြီးတရဲတဘကလိုက်ချောက်တာကြုံရလုံးလို့လေ။အမိုးအောင်မှာအဲ့ဒီဖုန်ကြီးတရဲအကြောင်းသိရင်ပြောပြပါလားအကို။ဟုတ်တယ်အကိုသိရင်ပြောပြပါလား။ကြောက်လဲကြောက်တယ်စိတ်လဲစိတ်ဝင်စားတယ်ဗျ။ ။ဇော်မင်းကလည်းတိတို့ကြောင့်ဝင်ပြောလာခြင်းဖြစ်ပါတယ်။တင်စဲသမားပြောလာတော့အเจ้าညာမှာတော့မင်းတို့ညှိုက်ခဲ့တဲ့ အုတ်တိုက်ပြက်ကရှေးတုန်းကဘုံကြီးကျောင်းဆောင်တစ်ခုပဲ။အရင်ကအဲ့ဒီအနာပတ်လည်းမှာရွာတရွာလည်းရှိခဲ့ဘူးလေ။အဲနောက်တော့ကယောကတစ်ခုကြောင့်ရွာပြက်သွားတယ်ဆိုပါတော့။ဘုံကြီးကျောင်းမှာလည်းကျောင်းနိုင်မရှိတော့ဘူးပေါ့။ဒီလိုနဲ့လွန်ခဲ့တဲ့စနေကဘုံကြီးတစ်ပါးအဲ့ဒီကျောင်းဟောင်းကိုဘယ်နေကမှမသိတဲ့ဘုံကြီးတစ်ပါးရောက်လာတယ်ကွာ။တလားတခါတော့ရွာကိုစွန်းစားတဲ့အလူကံကြွားလာလေးရှိတယ်။ အချို့အပြောကတော့အဲ့ဒီဘုံကြီးကအဝင်းကြီးတော်နဲ့မညီဘူးပြောကြတယ်။အဲဒေါ်နေတက်တော်အကောင်ပလောင်နေတက်နေတာတချို့သူတွေတွေ့တယ်ပြောတာပဲ။အဲဒီလိုနဲ့အကုန်ငဲတဲ့၃နှစ်ကအဲ့ဒီကြောင်းတော်ကဖြတ်သွားသူတချို့အပုံနဲ့ရလို့အထဲကိုဝင်ကြည့်ကြတော့အထဲမှာသိလို့အပုံနဲ့တော်ထွက်နေတဲ့ဘုံကြီးကိုတွေ့လိုက်ရတော့တာပဲ။အဲဒါနဲ့ပဲရွာသားတွေကလည်းကြောင်းသားမှမိသူချိုပေးလိုက်ကြတယ်။အခက်တာကအဲ့ဘုံကြီးပြန်တော်မူပြီးတိတ်မကြဘူးကွ။အညာဘက်ဖြတ်သွားဖြတ်လာတချို့ကိုလိုက်ချောက်လို့ညာဘက်ဆိုအဲ့ဒီလံဘသူမှမသွားရကြဘူး။ အခုမင်းတို့ကြုံလာရတာကလည်းဖုန်ကြီးတရေပါပဲအတစ်ဆွဲသမားစကားအဆုံးမှာတော့မိုးအောင်နဲ့ဇော်လင်းကြက်သင်းမွင်းကြီးများထထောင်လျက်အနောက်ကျောမလုံကနဲ့ဘေးဘီဝဲရကိုကြည်နေမိပါတော့တယ်အမိုးအောင်မှာတော့မူပြီးအိတ်နေသောကြောင့်ကြောက်လန့်စရာတိတ်မကြုံလိုက်ရတော့လေဖုန်ကြီးတရေခလေးအလောင်းပေါ်စားနေတဲ့မြင်ကွင်းကိုအကိုတိုင်းမြင်ခဲ့ရတဲ့ဇော်လင်းမှာတော့ပို၍ထိတ်လန့်စိတ်ဖြစ်နေပါတော့တယ် နှစ်ယောက်စလုံးအတွက်ကတော့ဘုံကြီးတရရဲ့စုံတွေ့ခဲ့ရတဲ့အကြောင်းကိုအသက်သက်စွာအမှတ်ရနေပြီမှာတော့သိချနေပါတော့တယ်ခင်ဗျာ။ဇာယိစရာမြူကိုအလင်ကရေးသားထားတဲ့ဘုံကြီးတရဆိုတဲ့ပရာလောကဇလန်လေးကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာ။ဇာယိတရာမြူကိုအလင်ကနေတကွာနားဆင်ပေးခဲ့ရသူတအုပ်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ဒါရပြွှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။